ငကြင်းပြူနဲ့ဟင်းကလာခြင်းနဲ့ပေါပြီးချက်ထားတဲ့အရာသားလေးကအချင်းလဲမစူးပဲနဲ့အရာသားလေးအားလုံးထိမိကွိဖြစ်နေတယ်ခင်ဗျာကဲစားကြပါအောင်စီတက်ဖို့အတွက်ကိုတော့ကြက်တော်နီကြက်တော်ဖြူဂျင်းနန်းနမင်းအယိုးလေးကိုထောင်းမယ်ငကြင်းပြူသားကိုတော့အတုံးကြီးကြီးလေးလှီထားတယ်မှွန်ထားတယ်စားရယ်ဟွန်ဒက်ရှိငါမဟုတ်ဂျပန်ပြူရင်းသုံးလေးထည့်မယ်ပြီးရင်တော့မြင်ငပိစီးကြငန်းပြားကြီးထည့်မယ်စနုံးမုတ်ထည့်ပါမယ် ပြီးတော့အရသာတွေဝင်သွားအောင်သေးချာလေးကိုစုပ်စုပ်ပြီးတော့နည်းမယ်အသားလေးပါတင်းသွားအောင်နည်းပြီးတော့နှက်ထားလိုက်ပါမယ်ခင်ဗျာစီတပ်ဖို့အတွက်ကိုတော့ရွှေအုံမြေပဲစီတန်လေးကိုအသုံးပြုမှာဖြစ်ပါတယ်စီချက်ပြီဆိုလို့ရှိရင် ထောင်းထားလေးထည့်မယ်ပြီးရင်တော့စွန်းနှုတ်မုတ်လေးအနည်းငယ်ထည့်မယ်ပါဝင်ပစ္စည်းလေးတွေမှုေးကြိုင်လောက်သေးသေးချာမီးပုံမှန်လေးနဲ့စီတပ်ပေးမယ်ပြီးရင်တော့ငရုတ်သီးအစိမ့်မုတ်လေးထည့်လိုက်ပါမယ် ငရုတ်သီးအစိမ့်မုတ်လေးလည်းအစိမ့်နှံ့ပြောက်ပြီဆိုလို့ရှိရင်တော့လှီးထားတဲ့ခရမ်းညင်သီးလေးတွေထည့်မယ်ခရမ်းညင်သီးညှိုးယုံလောက်ပဲစီတတ်မှာဖြစ်ပါတယ်ပြီးရင်တော့နယ်နှက်ထားတဲ့ငကြင်းသားလေးထည့်လိုက်ပါမယ်

ုနိုင်အခုချက်တဲ့ခါမှာအသုံးပြလိုက်တဲ့ Honda C 9မဟုတ်ရဲ့အရသာကအချိုလေးလဲပါတယ်အငန်လဲပါတယ်ပြီးအနံ့လေးရကြတော့ဦးနန်းတို့ငကြီးကြောက်ချက်တိုက်နံလေးမှုရတယ်အဲ့တော့ငါးတွေပဇွန်နေနောက်ပြမဘဲဥရောအသီးနံနေနော်အရေတောက်တွေချက်တဲ့နေရာမှာအရန်လိုက်ဖက်မှုရှိပါတယ် ပါဝင်ပစ္စည်းတွေအားလုံးနူးသွားပြီးတော့ရေကြံတာလည်းခတ်သက်တည်းထားမယ်ပြီးရင်တော့ဟင်္ဂလာကျင်လေးကိုအရင်နေဖယ်ပြီးတော့အုပ်လိုက်ပါမယ်ပြီးရင်တော့မီးပုံမှန်လေးနဲ့အဖုံးလေးအုပ်ထားမယ်ဟင်္ဂလာကျင်ရဲ့အရသာလေးတွေပို့ထွက်လာအောင်အဲမွှေးကြိုင်တဲ့အနံ့လေးပို့ထွက်လာအောင်ထားမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့အုပ်နိုင်ဒီနေ့ချက်ပြရဲငကျင်းပြူဟင်္ဂလာကျင်အရသာလေးပြီးတော့ပါပြီခင်ဗျာမင်္ဂလာပါခင်ဗျာအတူစားဖို့ဖိတ်ကြပါရခင်ဗျာ คเท่ละออกมาเท่าไหร่ไปตาอดิกาใจดไปตาเยี่ยบๆตดๆคลีบ่เลย ဟောရအပြင်းလည်းဘာကြီးရောင်းလဲမသိဘူးဟိယုံရည်ဒီလေးပါမယ်တခွားဒီလေးပါမယ်စိုင်ဒီကိုတော့လုံးဝလက်မလျှော့နိုင်သေးဘူးအများကြီးဝယ်ထားတော့နာလီရရှဲမှုနေပြီဘိုက်သားอืม ဟင်းကလာခြင်းနဲ့ငခြင်းနဲ့ပေါင်းသွားတဲ့အနံ့တွေတော်တော်ဆွဲဆောင်မှုရှိတယ်။ဟင်းကလာခြင်းတော့အမှုလေးရွေးထဲပါလိမ့်နော်။ဟဲ့လာပါဘယ်။ 鱼在这里呢，营养高了。你 <noise> 看，就是嫩嫩的鱼，对 <noise> 吧？不是油的变脆的，嗯。

အသားနေရာလေးမှာအဲ့လိုမျိုးအပေါ်အမဲလေးနဲ့အရေကုန်လေးနဲ့ကဲစားကြပါအောင်ခင်ဗျာဟွန်းရကငကြင်းအကောင့်ကြီးရော သူ့သားလေးတွေကပန်းကနန်းနဲ့အသားလေးကြတာသူ့လိုင်းလေးနဲ့သူ ရေကွန်လေးနဲ့အစီလေးနဲ့အသားလေးနဲ့ဘယ်လိုတွဲစားဟွန်း အရေးလိုခွန်အရေးကွန်တစ်ထက်အစီတစ်ထက်အသားတစ်ထက် ဂျပန်ပြည်တွင်တော့ဟွန်ဒါရှိ၅မုတ်ရအောင်ပဲ450 gram 5000နဲ့ပါ5000တန်တန်ဂျပန်ဟင်းချိုဘုတ်ပြည်တွင်တော့1 kg 60နဲ့3ချက်သားလက်လီလက်က5000ဟင်းချက်မုတ်အခုဒီမှာငကြေးပြူချက်ထားတဲ့မြုပ်သီးအစိမ့်မုတ် 1kg 63ကျပ်သား၄တောင်း ထိုင်းပြည်ရင်းသုံးမှုကြောက်တဲ့သူတွေအတွက်လုံးဝအကဲတက်နော်အဆက်တက်တွေရှိရနော်အဆက်ကြောက်နေမောနဲ့ဒါမှမြို့ဒီအကြက်မှုဖတ်ဆိုင်လေးညီလေးလာလဲလာတယ်မှုကင်းတယ်မှုွေးမယ်ဆက်မယ်900ဂရမ်30သားကျော်ကျော်ဈေးနှုန်းက2000နဲ့မှ8000ကြံမုတ်တွေဝက်မုတ်တွေကအများကြီးသွင်းမိထားရင်မြင်းတဲ့အတိုင်းပဲเนาะဥရနေလောစေကုန်သွားတယ်ထက်လာမှာပါဥလောစေတော့မရသေးဘူးเนาะစက်သားမုတ်ဝက်သားမုတ် စားလို့လည်းအရင်ကောင်းပါတယ်ခင်ဗျာဒီချက်နီးလေးတင်ပြီးသွားပြီဆိုလို့ရှိရင် like ချက်စားကြည့်ကြပါငားတက်တဲ့သူတွေဆိုအရင်သဘောကျကြမှာသိကြပါတယ်ခင်ဗျာဥနိုင် page မှာအခုဆိုပါပြလိုက်တဲ့ပစ္စည်းလေးတွေရဲ့နောက်စီချက်ခေါဆွဲတို့နော် coffee တို့ coffee အမှုတ်သီးသန့်တို့ပြီးလို့ရှိရင်ခေါင်းဆိုခေါင်းစပင်ဆိုးစီးတို့နော်အဲပြီးလို့ရှိရင်ဂျပန်ဥနိုင်အသီးရအမှုတ်တို့အခဲတို့ပေါ့အဲ့ဒါတွေလိုချင်သေးတယ်ဆိုလို့ရှိရင်တော့တောက်လိုက်စီးလိုက်ရအောင်နော် Samsung တိုင်းလေး လိုချင်တယ်ဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့မှာယူနိုင်ပါတယ်ဖုန်းနံပါတ်လေးလည်းတင်ပေးထားမှာဖြစ်ပါတယ်ခင်ဗျာအားပေးနေကြတယ်အစားတိုင်းမှာချက်တော့သူတူးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်အဆီဇင်လေးမှာပြန်လည်ဆုံးနေကြပါမယ် see you bye bye